အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live and football live ပွဲကျူသုံးသက်ချက်ကနေပြန်ပြီးတော့ကျူလိုက်ပါတယ်အဲ့တော့ ထဝက်နိုင်မဲ့ဒါကျွန်တော်ကိုလိုကန်လန်အချိန်နေနဲ့ဘလုံးပွဲတွေပြန်လာပါပြီမြန်မာစံတော်ချိန်နှစ်နာရီတို့မှာတော့ဒါကျွန်တော်ဖူဟန်အသင်းရဲ့အင်္ဂွင်မှာမန်ချက်စတာစီးတီးအသင်းကတော့တွားရောက်ပြီးတော့ကန်ရမှာဖြစ်ပါတယ်မန်ချက်စတာစီးတီးအသင်းနဲ့လက်ရှိမှာဖူဟန်အင်္ဂွင်မှာကန်ရမယ့်ပွဲစဉ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပြလက်ရှိမှာဒါစီးတီးအသင်းကဒီဒီဘက်မှာဒါကျွန်တော်တို့ဒီယူနိုက်တက်ကိုနောက်ကျသွင်းကိုနဲ့အနိုင်ယူခဲ့ပြီးတော့လက်ရှိမှာအဆင့်တစ်ကအာစနယ်နဲ့ငါးမှတ်ပဲကွာတော်တဲ့အနေထားတစ်ခုကိုတဖြည်းဖြည်းပြန်လဲပြီးရောက်လာခဲ့တယ်စီးတီးနဲ့ဒီနှစ်မှာဒါကျွန်တော်တို့ဒါရာသီအစမှာတော်တော်လေးကိုအထာနေခဲ့တဲ့ပြင် ကြားထဲမှာလည်းကြက်ပြက်ကြက်ပြက်ချော်နိုင်ခဲ့တဲ့အနေဒါတခုကိုတွေ့ရတယ်မှာပါတယ်အမှန်တမ်းပြောမွန်နော့စီးတီးတင်းနဲ့လက်ရှိမှာကြားထဲမှာဒါကျွန်တော်ညူကာဆယ်ယူနိုက်တက်ကိုသာအနိုင်ယူခဲ့နိုင်မယ်ဆိုရင်တော့သူတို့အနေနဲ့အခုလက်ရှိမှာပြန်ကြည့်မယ်ဆိုအာစတွန်တင်းနဲ့နှစ်မှတ်ပဲကွာတော့မယ်အနေဒါတခုရောက်သွားမယ်ဒါပေမဲ့အာဒီနှစ်မှာဒါကျွန်တော်ဒါစီးတီးတင်းနဲ့နိုင်မယ်ဆိုတဲ့ပွဲစဉ်တွေကိုဒါတော့မနိုင်ဘူးဆိုတဲ့ပုံစံမျိုးဟာသပုံစံမျိုးဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့စီးတီးတင်းနဲ့လက်ရှိမှာတိုက်ဆက်အကောင်ဆုံးတင်းနဲ့ဆက်လက်ပြီးရက်တီနေခဲ့တာကိုတွေ့ရမယ်ဒါကျွန်တော်လက်ရှိတိုတဲတင်းကို29ခုတွင်ပြီးတော့ပရီးမီးယားလိမှာတိုက်ဆက်အကောင်ဆုံးအနေနဲ့ဆက်လက်ပြီးတော့ရက်တီနေခဲ့တာကိုတွေ့ရမယ်ဒါပေမဲ့ ဒီနှစ်မှာဗျာ City အသင်းကိုကျွန်တော်အနေနဲ့ဗျာတခါကျရင်အားမရတာ Lee United နဲ့ဘွဲစင်လို့ပဲနိုင်သာနိုင်သွားတဲ့တချို့ပုံစံမျိုးတွေမှာအခုဒါကျွန်တော်တီးပေါ့ Lee United နဲ့ဒါ Lee နဲ့ Newcastle ဘွဲစင်ရှေ့မတိုင်ခင်မှာဒါကြားတဲ့ Champions League ဘွဲစင်မတိုင်ခင်မှာတောက်လျှောက်ဒါရွှေဘကရွှေဘဆန်တယ်တော်တော်လေးကိုမစိုးတော်တော်လေးကိုအဆင်ပြေတယ်အသင်းကလည်းဒါကျွန်တော်သွားနေကြပုံစံမျိုး flow ပုံစံမျိုးသွားတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒါ Manchester City အသင်းစီကတခုခုမဟုတ်တခုကိုကျွန်တော်ဒါ expectation အများတန်းတွေးခဲ့မြင်ခဲ့ရတယ်မှာပါတယ် ဒါပေမဲ့အခုနောက်ပိုင်းမှာဗျာဒါကျွန်တော် CD တင်နေတာကျွန်တော်တို့ဟို Forest Gump မြင်တာကျွန်တော်အစိုးရပုံဒါကျွန်တော် Life is like a box of chocolate ပေါ့နော်ဒါ you never know what you're gonna get ပြဿနာအဲ့ဒီပုံစံမျိုးဖြစ်နေ CD တင်နေလက်ရှိမှာဘာဘာဘယ်လိုပုံစံမျိုးရမှာကျွန်တော်မသိကြဘူးဒါကျွန်တော်ရှေ့က Lee United ဆိုဗျာ2-0ဆိုတဲ့ comfortable win ကိုရနေအဲ့ဒါကိုမှဒါနောက်ကနှစ်ကိုးပြန်လိုက် twin ခံရပြီးတော့ဒါကျွန်တော်တို့3-2ဆိုတဲ့ရလက်ကိုမြန်နေမနေ့ပြန်ဖော်ဆောင်ရတယ်ပေါ့နော်အဲ့တော့ဒီနောက်ပိုင်းမှာ CD အသင်းရတာကျွန်တော် cancel ပိုင်းကတော်တော်လေးဟိုဒါကျွန်တော်တို့ကပြက်တိကပြက်ချော်နိုင်တဲ့ပုံစံတွေ၃ဘွဲ့လောက်ရှိလာခဲ့ပြီလို့ပြောလို့ရတယ်ရှေ့ပိုင်းမှာဒါတော်တော်လေးကိုမစိုးဘူးဆိုတဲ့ cancel ပိုင်း feeling တခုကိုရခဲ့ပြီးမယ်တကယ်တမ်းနင်လာငါလာဟိဆိုတဲ့နေရာမှာတော့ခန်းစစ်ပိုင်းကယူရွေးမှုတွေကိုဆက်လက်ပြီးတွေးကြရတယ်မှာပါတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့တာတိတိတသာဖြစ်လာခဲ့တာက CD အသိရင်ဒါကျွန်တော်တို့ sorry ပါအာ CD အသိရင်ဒါကျွန်တော်တို့ဘယ်လိုပြောမလဲဒါ ဟိုဗော right back နေရာဗောနော်စီးသိင်း right back နေရာတော်တော်လေးကိုကျွန်တော်ကသိပ်ပြီးအားမရအောင်ဒါရှေ့ပွဲတွေမှာဒါ Matthew Nunez ရဲ့ Gabby Gabby ချောလုံးမှုကနေပြီးအဲ right back နေရာကနေပေးလိုက်ရတဲ့အနေထားမှာရှိရဒီဒီကောက်မိုက်တာကျွန်တော်လက်ရှိမှာတော့ full mock ကဒါကျွန်တော် Rico Lewis ကိုတုံးမယ်ဆိုတဲ့ပုံစံမျိုးရေးထားတယ်ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့မထူလက်ရှိမှာဒါကျွန်တော် form လေးရနေတယ်ဒါ injury လည်းမရှိဘူးဆိုရင်တော့ Foden Rainer Nico Gonzalez ဆိုတဲ့ trio တွေကိုပြန်သုံး full back တွေမှာဒါကျွန်တော်လက်ရှိကျွန်တော်အမြင်ကပြောကျွန်တော်ပြောရဗျ why not try ဗျာကျွန်တော်ဘာအဲ့ဒီ level မှာသိထားခြင်းနဲ့ဆိုရင် right back နေရာမှာဒါ ဒီကိုရိုက်ရိုက်ကိုထားကြည့်ကျွန်တော်ပြောတာဒါမှမဟုတ်အိုက်တူရီကိုရိုက်ဘက်မှာပြန်ထားပြီးတော့ဒီကိုကျွန်တော်လက်ဘက်မှာထား အရိုက်ဘက်မှာညကျွန်တော် natural position မဟုတ်တဲ့ကောင်းရင်းတက်ဆိုင်နည်းနည်းလေးနောက်တန်း sort တဲ့ကောင်းကိုနောက်နောက်တန်းမှာပြန်ထား left နဲ့ right နဲ့ချားနေဆိုင်နောက်တန်းလုံးဝမ sort တဲ့ကောင်းနေတာကျွန်တော်ပို့ပြီးတော့ပို့ပြီးမကောင်းဘူးလားကျွန်တော်အနေနဲ့မြင်ကြည့်တယ်ခွာလီတာတစ်ခါကျရင်မဟုတ်ပဲထူးထူးဆန်းဆန်းလေးတွေလှုပ်ရမှနေတာထိုင်တာရှိတဲ့အနေထားမှာရှိတယ်တစ်ဖက်က full hand အသင်းကလက်ရှိမှာဒါကျွန်တော်တို့မထင်မှတ်ပေးနေတာ total horse power အသင်းကိုသူတို့ရဲ့ဒါအဝေးကွေးအနေထားမှာ2-1ဆိုတဲ့ရလနဲ့အနိုင်ရခဲ့ပြီးရတော့စိတ်ဓာတ်ပိုင်းကအမြင်ဆုံးအနေထားပြန်ရောက်လာခဲ့ပြီလို့ပြောလို့ရတယ် full hand အသင်းကလက်ရှိမှာ marco silva လောက်မှာဒါဒီနှစ်မှာအဆိုးဆုံးရာသီတစ်ခုကိုသူတို့အနေနဲ့ဖျက်ဆီးခဲ့ရတယ်လက်ရှိမှာဒါ test နာမဲ့ယတိယတိရက်တက်ခဲ့မြဲခုလက်ရှိမှာရမတ်18မှတ်နဲ့အတူလက်ရှိအနေချာရဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်သာနိုင်ခဲ့မယ်ဆိုရင်တို့ကဒါအဆောဆုံးပွဲစဉ်ပေါ့နော်ဒါကျွန်တော်မြန်မာဆန်တော့နှစ်နိုင်တော့မှာအဆောဆုံးပွဲအဲဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုရင်တော့ဒါဖူဟာအသင်းရဲ့ top 10အနေထားကိုပြန်ဝင်နိုင်မဲ့အခွင့်အရေးကိုရှိတယ်။ဒါပေမဲ့တစ်ဖက်က City အသင်းကရော City အသင်းကအမတ်ပေးစရာတစ်ဖက်ကဒါ Arsenal အသင်းက Brentford အသင်းနဲ့မင်းဆိုင်ကမှာ Sobi ကံရမယ်အတွက်ကြောင့်မလို့ City အသင်းနဲ့ဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကဒါကျွန်တော်သူတို့အနေနဲ့ဒါ total 28မှတ်ရပြီးတော့ Arsenal အသင်းကိုနောက်ကနေနှစ်မှတ်အကွာနဲ့ pressure လိုက်ပြီးနိုင်မယ်ဆိုတော့တော်တော်လေးကိုကောင်းသွားမယ်ဒါတ တစ်ခုရောက်သွားမယ်အဲ့တော့ပြောချင်တာဗျာ၅မှတ်กว่าနဲ့၂မှတ်กว่า၂မှတ်กว่าပို့ပြီး sound good တယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိမှာဒိုင်ယာလူစင်းကြောင့်နည်းနည်းလေးပြောလိုက်အောင်ဖူဟန်သင်းကလက်ရှိမှာ Tottenham Hotspur သင်းနဲ့ပွဲစဉ်ကလူစင်းတိုင်းပဲဆက်လက်ပြီးထွက်လာဖို့များတယ်သူတို့ရဲ့ဒိုင်ယာလူစင်းကသိပြီးမပြောင်းလဲပဲနဲ့ Munich တဲ့ဒါ Robinson လို့ပဲ setup ပြီးရှိမယ်လို့သိရတယ်မှာပါတယ် Guardiola လက်ရှိဒါအားကိုးရတဲ့ Queen Alexander ဖြစ်တဲ့ Ballon d'Or winner ဖြစ်တဲ့ဒါ Rudy ကတော့အခုချိန်ထိကြက်ခိုင်မှုမပြေဝသေးပဲနဲ့ဒီနေ့ပွဲစဉ်ကိုဆက်လက်ပြီးလွှဲချော်မယ်လို့သိရတယ်မှာပါတယ် Kovacic ကတော့ဒါကြောင့် January လကုန်ပိုင်းလောက်မှာပြန်လာမယ်ဆိုပြီးဒါနီးပြဘက်ကအတည်ပြုထားတွေ့ရမယ်အဲ့တော့လက်ရှိမှာဒါ ကျွန်တော်ဖူဟန်သင်းကနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၃ပွဲထိနိုင်လာခဲ့ပြီးတော့ဒါကျွန်တော်တို့တပွဲရှုံးတပွဲတည်ရေဆိုရရလက်တခုပေါ်ဆောင်နိုင်ခဲ့တယ်။တပြေးတပြေးတာဖူဟန်ရဲ့ခံစင်ပိုင်းကလည်းမဆိုးလာတဲ့ခြေစွမ်းတွေကိုပိုင်ဆိုင်လာခဲ့တယ်။တစ်ဖက်ကတော့ကျွန်တော် CD သင်းနဲ့လက်ရှိမှာတော့ကျွန်တော်ရည်ရတာဒါဖူဟန်သင်းထောင်ရှုံးပွဲနည်းနည်းလေးပုံများနေခဲ့တယ်တော့ပါတယ်။အဲ့တော့လက်ရှိမှာ CD သင်းနဲ့တခုခုတော့လုံပြဖို့လိုလိမ့်မယ်။တကယ်လို့တခုခုလုံပြဒီနေ့ပွဲစဉ်မှာဒါကျွန်တော် statement ဝင်တခုရဖို့အတွက် CD သင်းလိုလိမ့်မယ်။နောက်ဆုံးပြိုင်ပွဲဆို၅မှာ CD သင်းက ပေကို2ကိုနဲ့တက်ကို3ကို3ပွဲတိတိပေးလာခဲ့ရတယ်ဒီခန်းစစ်ပိုင်းကိုလက်ရှိမှာစီးရီးသင်းနဲ့ဒါကျွန်တော်ရှေ့ပွဲတွေကပုံစံမျိုးပြန်ပြီးကောင်းမှုအတွက်ကြိုးစားမှရမယ်လို့မြင်တယ်စီးရီးသင်းနဲ့လက်ရှိမှာဒါကျွန်တော်ဂွာဒီလိုတယောက်ဒါကျွန်တော်ကပြက်တိကပြက်ချော်မလုတ်ဖို့အတွက်အင်မတန်မှကျွန်တော်ရဲ့ပုံကူရေးရာအရေးကြီးမယ်လို့ကျွန်တော်အနေနဲ့မြင်တယ် ဲ့ဒါကလက်ရှိကျွန်တော်ရဲ့တူးတယောက်တည်းအမြင်ပေါ့အဲ့တော့ပြောရမယ်ဆိုရင်တော့လက်ရှိမှာ CD အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါတမျိုးတစ်ဖုံသွားပြီးကျွန်တော်တော်ကန်းနိုင်လုံးဝလုံးလို့မရတဲ့ပွဲစဉ်ပေါ့နော်အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာ CD အသင်းနဲ့မတ်ဆွင်းပွဲစဉ်ဒါကျွန်တော်လုံးဝတေးတမတ်တောင်မှလုံးဝလုံးဝအတိတ်ပဲမရှိမဲ့ပွဲတပွဲလို့ကျွန်တော်ရဲ့ပုံကိုရေးရမှာကျွန်တော်ကမြင်မိတယ်တေးပွဲတပွဲသာရခဲ့မယ်ဆိုတော့ CD အသင်းနဲ့လက်ရှိမှာဒါနံပါတ်1ကအာဆောင်အသင်းကိုအမှတ်ပြန်ပြီးကွာသွားနိုင်တဲ့အခါမှရှိတယ်အာဆောင်အသင်းကလက်ရှိမှာပွဲချက်တွေပြီးသွားတဲ့အချိန်မှာ CD အသင်းနဲ့လက်ရှိမှာသူတို့လည်းပွဲချက်တွေပြီးလူနေနေဖြစ်နေတဲ့အချိန်မှာဒီနေ့ကဒီအချိန်မှာဒါ ါထိတ်တဲ့ရှင်ပြန်အမေရိကန်မှာရှိတယ်ပေါ့နော်အဲ့တော့ပြောချင်တာ၅မှတ်ပဲကွာရဆိုရဲလီကအရန်ကြီးကွာတာမို့ပြောချင်တာစီးတီးနဲ့အာဆင်နယ်တဲ့တစ်ချိန်ထပ်တွေ့မှုရှိသူအာဆင်သင်္ကေတပွဲချက်တွေဆက်ပြီးရင်ဆိုင်မှုရှိတယ်ဘဘူးမဆိုရတာကျွန်တော်၅မှတ်ကွာယူတာကျွန်တော်အရန်ကြီးကွာသွားဆိုရဲပုံစံမလို့လူမရဘူးဒါပေမဲ့စီးတီးနဲ့တစ်ချိန်တစ်ခါတာကျွန်တော်အဆင့်၁နေရာက၈မှတ်လောက်ကွာနေတဲ့အာဆင်ငယ်ကူတော်မှနောက်ကပြန်လိုက်လာနိုင်တယ်ဒါပေမဲ့ဒီတစ်ခေါက်ကအရင်တော့ကလည်းမတူဘူးဒီလူစင်းကိုကျွန်တော်နေနေတာတစ်ခါကျရင် ကရုတ်ကစားသမားတွေအရင်တားကျွန်တော်ပေါ့ပြပြနိုင်လို့နေလို့ကျွန်တော်အနေနဲ့မြင်တယ်။ပေါ်ဒီပေါ်မှာလက်ရှိမှာအဓိကဟိုနေ့တော့ကျွန်တော်တို့ဒီယူနိုက်တက်နဲ့ပုံစံတူးစကီးနဲ့ငါတို့နိုင်နေပြီကွာ။စီတီအသင်းဆိုရပြဘယ်တော့မှမတစ်ဖက်အသင်းကိုတောင်းတောင်းထင်သေးတာမဟုတ်။စီတီအသင်းကဂူးပြက်ကြီးပဲအသင်းနဲ့အတွင်းအာငါတို့တူးစီဖြစ်လို့ငါတို့က comfortable ဝင်လေးဖြစ်အောင် AC ထိုင်နေမယ် sit back လုပ်နေမယ်ဆိုရအသင်းတွေမဟုတ်ဘူး။ Guardiola ကိုလည်းဒါနဲ့ပတ်သက်ပြီးအဓိကပြောင်းလဲသင့်တဲ့အနေထားတစ်ခုမှရှိသင့်ပြီလို့မြင်တယ်။နှုတ်မို့ဆိုဒါကြီးပဲထက်ခါတလဲလဲဖြစ်ဖြစ်လာတဲ့ပြဿနာတော်တော်လေးကိုဆိုးရွားတယ်။ခံစားပိုင်းရတာကျွန်တော်လက်ရှိမှာတစ်ခါကျရင်အာယုံစူးစိုက်မှုကလည်းနည်းပါးတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။ ပီဒီနီယာမှာဒါကျွန်တော်တချို့သောနေရာမှာဒေါနာရောမှာဒေါနာရောမှာနေတဲ့လက်ရှိမှာဒါကျွန်တော်တို့ PSG ကပြဿနာပုံစံမျိုးပဲတားကောင်းပြီဆိုသူ့ကိုတားပြရစီမီယာကောင်းတဲ့ပုံစံမျိုးတွေ့ခဲ့ပြီဒါကအခါကျရင်ဘာမှမသိတဲ့ပေးကိုတွေကိုဒေါနာရောမှာပေးလာခဲ့ရတဲ့ movement တွေရှိရယ်ဒေါနာရောမှာကိုကျွန်တော်ရင်ရောရတယ်ခဏခဏဒါပြောခဲ့တဲ့ပြဿနာဒီလိုပြဿနာမျိုးတွေပြန်ပြန်ပြီးပေါ်လာခဲ့တယ်ဒါပေမဲ့သူ့အနေနဲ့ဒါကိုသူ့မှာ stop လုပ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ပြဿနာကဒေါနာရောမှာမှာရှေ့မှာပို့ပြီးတော့ကောင်းတဲ့ Kansas ရှိမှာရမယ်ခန်စစ်ကလက်ရှိမှာ DS ကလက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာဒါတော်တော်လေးအဆင်ပြေတယ် DS နဲ့တွဲပြီးတဲ့ကောင်တွေကိုအဆင်ပြေဖို့ပဲလိုတာလက်ဘက်နေရာမှာဒါကျွန်တော် O'Reilly သူ့တောက်ဝင်တဲ့သူ J ေပြနေပြဿနာဒီကျွန်တော်တို့ RCB နဲ့ RB ဘတ်ချန်နည်းနည်းလေးအားနေနေတဲ့နေသားမရှိအဲ့ဒါကိုလက်ရှိမှာအဓိကပြင်ဆင်မှုလုပ်ရလို့မြင်တယ်ပြဿနာတစ်ခါရနီကိုဂွန်ဇာလက်စ်ကိုဒါ CD သိနေဒါကျွန်တော် single pivot ကိုတအားအားကိုဝကြည့်တယ်တစ်ဖက်ကဒါကွင်းလယ်မှာဥမာထားပဲတစ်ဖက်ကကွင်းလယ်ကဒါကျွန်တော် bust and luke ဖြစ်နေတယ်အဲ့တော့ရှင်းတယ်ဒါတစ်ဖက်က double pivot ကိုဒါ CD သိနေ4 and rider ဆိုအုပ်စုဖြဲဖို့အတွက်စူးစမ်းရမယ်အချိန်ပါ ဒီနေရာမှာဒါကျွန်တော် CD တင်နေတာကျွန်တော် Nico Gonzalez ကိုပါရှေ့ပိုင်းတောက်သွားတယ်အဲ့ဒီမှာဒါကွင်းလေကြီးကလုံးဝဟာချသွားအောင်ဖြစ်ပြီတစ်ဖက်ကဒါကျွန်တော်အခုနောက်ပိုင်းမဆိုးရာ Joshua Game ပေါ့နော်အဲ့ချာတေးလေးကတစ်ချက်ချက်လုတ်ပြသွားနေတယ်ဒီမှာပါပြီးတော့နောက်တစ်ခုကဒီနေ့ပွဲစမှာစိတ်ပူရမှာ Check Wesley တို့အုပ်စုပဲ Check Wesley တို့အုပ်စုနေတာဒါ EUB တို့အုပ်စုနေတောင်မန်မှာတော်တော်လေးကိုမှွင့်နိုင်စွန့်နိုင်ခြင်းအုပ်စုတွေရှိတယ်ပြီးတော့ဒါမထင်မထင်လုတ်လုတ်ပြနိုင်တဲ့ဒါကျွန်တော်စွဲရည်တွေသူတို့ကိုသူတို့ရှိတယ်ဒီမှာပါတယ်ပြောချင်တာရှင်းရှင်းလေး EUB နဲ့ Check Wesley ကိုဒီနေ့ပွဲစမှာ CD တင်သတိထားရမယ်အထူးသဖြင့်ဒီနေ့ပွဲစမှာ Lewis အုပ်စုပဲ Rico Lewis ပဲဖြစ်ဖြစ်မက်သူဝဲနူးလက်ပဲဖြစ်ဖြစ် Check Wesley ကဒါ ကျွန်တော်တို့ EUB နဲ့တောက်မဲ့ခဏခဏ shift လုပ်တဲ့တုန်းကပါတယ်။စပန်နဲ့ပေါ်စံမှာကျွန်တော်တိတိလောက်က check wheel နဲ့ EUB ကဒါ left wing right wing ဆိုတဲ့နေရာအသေးပုံစံမျိုးယူထားတာမဟုတ်ပဲနှစ်ယောက်လုံးက wing shift ကိုဒါကျွန်တော်ကြည့်ရတဲ့10မိနစ်တစ်ခါအောင်တို့လုပ်တယ်။ဒါကျွန်တော်အချိန်လေးပေါ်မူတီတို့ပြောင်းနေ check wheel ရတဲ့ခါက left wing ရောက် wide ချမှာဒါ right wing မှာ EUB ပြန်ပြောင်းနေသူ့ရဲ့ natural position က EUB က left wing check wheel ရ right wing ပေါ့နော်။အဲ့တော့ ပြောမယ်ဆိုရင် तू အဲ့လိုပုံစံမျိုးတို့ခဏခဏ shift လုပ်နေနောက်ကောင်တော့လာဘယ်ကောညာကောတန်တဲ့ကစားသမားဖြစ်တယ်ဒါကကိုတစ်ချက်တော့ CD တင်းကြီးอ่ะကျွန်တော်ကစိတ်ပွနေပုံမှာ RCB နဲ့ RB ဘက်ပဲစိတ်ပူတာအဲ့ဒါကိုစိတ်ဘောပြီးတော့ငကိုတဲ့ Chelsea ဆို Arsenal တင်းနေလက်ရှိမှာတခါကြောက် sorry CD တင်းနေလက်ရှိမှာတခါကြောက်ရင် right back က side ကဒါကျွန်တော်တို့တောင်းမန်နေ ਉਹ ဝင်းဘက်တွေပဲမဟုတ်ဘဲနဲ့တောင်းမန်မှာအားနေနေဒါမှရှိအဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော် Jeremy Doku ကိုဆက်လက်ပြီးပွဲထုတ်စေခြင်းနဲ့ဒါကျွန်တော်ပြောရဒီနေ့ပွဲစဉ်မှာ ကျွန်တော်ကပုံကိုရေးရလုံးဝ all out ပုံစံမျိုးကျွန်တော်သွားစီခြင်းနဲ့လုံးဝဒါသုံးမှတ်ရမှဖြစ်မယ်မရလို့မရအောင်တမတ်တော်လုံးဝအတိတ်ပဲမရှိဘူးဆိုတဲ့နေ့တနေ့ကိုဖျက်သန်းမှုလို့တဲ့ဖူဟန်သင်းကလက်ရှိမှာစပါသင်းကိုဒါကျွန်တော်အဝေးကွမှာနိုင်ငံပြီး movement တန်ရအကောင်းဆုံးခြေနေတကူရောက်နေမယ့်အချိန်အဲ့ဒါနဲ့ပတ်သက်ပြီးတခုခုတော့ဒါကျွန်တော် CD သင်းတွေရက်တန့်ဖို့လို့တဲ့ပြီးရင်ဒါကျွန်တော် Arsenal သင်းကိုနောက်ကနေ pressure တက်နိုင်တဲ့လောက်ပေးဖို့အတွက်အင်မတန်မှအရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ကျွန်တော်ရဲ့ပုံကိုရေးရမှာကျွန်တော်က100%မြင်ပြီးတဲ့ပွဲတစ်ပွဲပါဒါတော့ပါပဲအားလုံးမကြွတူပါနဲ့ကောင်းမွန်တော်ဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးတယ်မြန်မာပြည်ကလစ်ပေးကြအောင်ဗျမြန်မာကလစ်မှာ မြန်မြန်နိုင်အောင်ဖြစ်ပါတယ်ကျွန်တော်တော့ကွန်ပြူပါအောင်ဗျတေးပါဗျ